အားလုံးပဲမင်္ဂလာပါဥပါကျော်ဒူရီ YouTube Channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအားလုံးပဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ live show video လေးကိုအမြဲတမ်းစောင့်မျှော်ကြည့်ရှုနေတဲ့ကိုကိုမားတွေကိုအခုမှတွေးလို့မြင်လို့ဝင်ရောက်အားပေးတဲ့လူသစ်ကိုကိုမားတွေကိုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလိုရာဆန္ဒလေးတွေတလုံးတော့ပါတယ် ပြည့်စုံကြပါစေလို့ကျွန်တော်ဥပါကျော်ဒူဒီ YouTube Channel လေးရနေပြီးတော့ဥစွာပထမဆုမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာเนาะအားလုံးပဲကဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါအားလုံးပဲကျွန်တော်ရဲ့ဒီအခု live show video file လေးကိုကြည့်နေကြတဲ့ကိုကိုမားတွေကเนาะလူသစ်ကိုကိုမားတွေဆိုရင် channel ကို subscribe မနှရသေးဘူးဆိုရင် channel ကို subscribe လေးတွေနှိပ်ပြီးတော့มาကြည့်ပေးပါ live လက်မလေးတယောက်ချက်စီနှိပ်မယ်တတ်နိုင်တဲ့ နော်တတ်နိုင်သလောက်ပေါ့နော်အများသူငါမြင်အများသူငါတွေ့အများသူငါပေါက်ပါစေဆိုတဲ့စိတ်ဆန္ဒလေးထားပြီးတော့တတ်နိုင်သလောက် share ပေးမယ်ညှဝေပေးမယ်အားလုံးပဲကျွန်တော်တို့ကဲဂျန်ခဲ့တဲ့အပတ်ပေါ့နော်ဂျန်ခဲ့တဲ့အပတ်ကတော့ကျွန်တော်တို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တပတ်ကိုအနည်းဆုံး၃ချိန်နဲ့၄ချိန်ကြားမှာအားလုံးပဲအဆင်ပြေတဲ့အောင်မြင်ခဲ့တယ်ပေါ့နော်အဲ့တော့အားလုံးပဲအခုကျွန်တော်ရဲ့ live show ဗီဒီယိုဖိုင်လေးကိုကြည့်နေကြတဲ့ကိုကိုမားရီကရှေးဘက်ကအဆင်ပြေတယ်အဆင်ပြေတယ်ဆိုတော့ကိုကိုမားရီကအကဲ အဆင်ပြေတယ်ပေါ့နော်အဆင်မပြေခဲ့ဘူးဆိုတာကတော့ကျွန်တော်နော်ကျွန်တော်ရဲ့အဖွဲ့ဝင်လေးတောင်းကြလေးလာပြီးအဖွဲ့ဝင်နဲ့ကိုကိုမားတွေအားလုံးပဲအဆင်မပြေလိုက်ဘူးနော်ဒါကတော့လက်ဆောင်ငန်းဖြစ်တဲ့တွေအားလုံးအဆင်မပြေတာကိုတော့အပြင်မပြောနဲ့ရှေ့လာမယ်အပတ်၃ရက်စာရှင်မွေးတရားရာခိုင်နှုန်းဇာတို့ပတ်သီးနဲ့မွေးကနဲ့နှစ်ကွက်အဲ့လားအဲ့ဒီမှာကျွန်တော်တို့အဆင်ပြေပြေနဲ့ကိုယ့်အတွက်အကျိုးအမြတ်ရှိအောင်လို့အဓိကခစားဖို့ရည်ကြီးပါတယ် နော်နေရိုက်ကိုကိုမားရိအနေနဲ့ကျွန်တော်တို့ဒီတပတ်မှဆိုရင်ထူးထူးခြားခြားအနေနဲ့ပေါ့နော်ကျွန်တော် break လေးတစ်လုံးပါတယ် break တစ်လုံးပါတယ်အဲ့ဒီ break ကိုအခုကျွန်တော်ရဲ့ live show ကို ကြည့်နေတဲ့ကိုကိုမားရိအားလုံးထဲမှာအဖွဲ့ဝင် sorry ကိုကိုမားရိပိုင်းလဲဒီ break တစ်လုံးကိုမဖြစ်မနေလိုက်ကစားသင့်နေဒါကလည်းသူက3ရက်အတွင်းမှာကစားရမယ့် break တစ်လုံးနဲ့ break တစ်လုံးနဲ့ဖြစ်တဲ့အတွက်အဆင်ပြေတယ်ဟိုကဏန်းလေး၅ခွက်ပဲရှိတယ်ပေါ့နော်ဒါလေးကိုပဲဇာတို့မွေးပြီးကစားလို့ ရတယ်လောလောဆယ်ကတော့မွေးအနေနဲ့ပဲကစားမှဖြစ်တဲ့အတွက်ဇာတို့မကစားနိုင်ဘူးเนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နေ့ဆိုင်ကဏ္ဍလေးကိုသွားမယ်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ video file ကြီးကတော့16ရက်6လ2020နေ့ငါကြောက်တနင်္လာအဖွင့်နေ့17နာရီတမီနေ့အတွက်เนาะအဓိကထားပြီးတော့ပတ်သက်နဲ့ပတ်သည် main ကွက်ရွေးကွက်ကလေးတွေကိုလာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ် ပြီးရင်ကျွန်တော်တို့ဒါဒနင်္လာအခွင့်အရေးမှာကျွန်တော်က లై ကလေးလွှင့်ပေးတာဗီဒီယိုလေးတင်ပေးတာဖြစ်တဲ့အတွက်တပတ်စာ လေးလုံးအခွေပူပါအခွေ ပါမယ်တပတ်စာကျွန်တော်တို့ကီးရွှေကီးပါမယ်เนาะဒါလေးတွေကိုကိုကိုမားရီအနေနဲ့တည်တည်ချာချာလေး లైవ్ မှတ်ပြီးတော့တည်ချာလေး లైవ్ ပြီးတော့မှတ်ထားပေးပါเนาะဒါကျွန်တော်အမြဲတမ်း లైవ్ လွှင့် లైవ్ ပုံမှန်ပြောနေမှာတော့မဟုတ်ဘူးကိုပေါ့ကိုမှတ်မှတ်ထားပြီးတော့ကိုပေါ့ကိုတုံးပေါ့เนาะဒါဒါမျိုးလေးပါเนาะ ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့16ရက်6လနေ့တိုက်ကနန်းလေးကိုအရင်စပြီးတော့သွားမယ်နော်16ရက်6လ2020နဲ့ငါတနင်္လာနေ့17နာရီတမီနေ့အတွက်ပတ်ရမယ်ပတ်သည်နော်ပတ်ရမယ်ပတ်သည်အနေနဲ့ကျွန်တော်တို့9ဘိုင်9ပတ်သည်4ဘိုင်4ပတ်သည်ဖြစ်ပါတယ်နော်9ဘိုင်9ပတ်သည်4ဘိုင်4ပတ်သည် ဖြစ်ပါတယ်ကိုးလေးပတ်တိပါတန်ငယ်လာအဖွင့်လေးအတွက်ကျွန်တော်တို့ကိုးလေးပတ်တိပါเนาะကိုးနဲ့ပတ်သက်ရင်မိန်ဟောလေးခွက်ရှိပါတယ်လေးနဲ့ပတ်သက်ရင်အဓိကထားပြီးထူရမယ်မိန်ဟောလေးခွက်ရှိပါတယ်အထက်ထဲမှာကျွန်တော်အကြိုက်ဆုံးမိန်ဟောတစ်ခွက်ကောင်းကိုထည့်ပြီးတော့ကြော်ပေးမယ်เนาะကဲအဲ့တော့အားလုံးပဲကိုးလေးပတ်တိကနန်းလေးကိုလိုက်မှတ်မယ်အပန်းမကြည့်ဘူးဆိုတော့ကိုကိုမာရီကမှန်လေးထဲမှာမှတ်ပေးမယ်စုံစုံလေးလေးเนาะပြီးရင်တော့ကျွန်တော်တပတ်စာနဲ့เนาะ ဦးမကျော်နဲ့ကိုခွဲခြားပြီးတော့ရေးပြီးနှေးတိုင်းနဲ့ကိုပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်၄ဘိုင်၄ဘတ်သီးနဲ့ပတ်တန်အဓိကထားပြီးထိုးရမယ်ကဏန်းလေးမိန်ဟော၄ခွက်က၄ဘိုင်၄ဘီ၄ဘတ်သီးနဲ့ပတ်တန်40 45နော်40 45 43 48ဖြစ်ပါတယ်4ဘိုင်4ဘတ်သီးနဲ့ပတ်သက်ရင်40 45 နော်၄3 48ဖြစ်ပါတယ်ဒါဆိုရင်၄နဲ့ပတ်သက်တဲ့ main hall ၄ခွက်ရပြီဒါဆိုရင်၉နဲ့ပတ်သက်တဲ့ main hall ၄ခွက်၉ဘိုင်၉ဘတ်ဒီနဲ့ပတ်သက်လို့ရှင်90 95 93 98ဖြစ်ပါတယ်၉နဲ့ပတ်သက်ရင်90 95 93 98ဖြစ်ပါတယ်ဒါဆိုလို့ရှင်ဒါကျွန်တော်တို့16ရက်6လ2020နဲ့9တနင်္လာနေ့17ရက်2မိနစ်မှာဆော့ရမယ်ပတ်ဒီ main ghat တွေဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ပတ်သီး main ghat တွေဖြစ်တယ်ဟုတ်ပြီ။ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ဒါ main ghat တစ်ခွက်ကောင်းကိုတော့လေးနဲ့ပတ်သက်တဲ့ main တစ်ခွက်ကောင်း၊ကိုးနဲ့ပတ်သက်တဲ့ main တစ်ခွက်ကောင်းဒါကိုတော့ကျွန်တော်တို့နောက်ဆုံးမှပြောပါမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့တပတ်စာလေးလုံးအခွေကိုအရင်စပြောမယ်เนาะတပတ်စာလေးလုံးအခွေပူပအခွေစီ၃ည၁၂၃၃ည၁၂၃ ဒီလေးလုံးအခွေလေးလုံးအပူပအခွေစီဒါတပတ်လုံးစာကစားရမယ်လေးလုံးအခွေ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တပတ်စာရွှေကီးအနေနဲ့ကီးနေနေပေါ့နော်ကစားသင်းနဲ့ကစားတိုက်တဲ့ကီးရှိပါတယ်အလားကတော့ကျွန်တော်တို့ကီးနေနဲ့8 3 1ဆိုတဲ့8 3 1ဆိုတဲ့ကီးဖြစ်ပါတယ်ဒါဒီ8 3 1ကီးစီ နေ့တိုင်းမှာကျွန်တော်တို့နေ့တိုင်းနေ့တိုင်းပုံမှန်လေးထည့်ပြီးတော့မဖြစ်မနေကစားသင့်တဲ့ကီးဖြစ်ပါတယ်။နောက်တကယ်လို့ကျွန်တော်တို့ကိုကိုမာရီစီမှာလုံမိုက်ပတ်သီးမရှိခဲ့ဘူးဆိုတော့ကိုကိုမာရီကဒီကီးလေးကိုတော့သုံးညင်နဲ့လုံမိုက်ပတ်သီးမရှိဘူးဆိုရင်အခုကျွန်တော်တင်ပေးတယ်၄9 9ချင်းလေးနဲ့၄ကိုပတ်သီးလေးနဲ့เนาะချိန်ပြီးတော့ကစားလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်ကိုကိုမာရီနောက်ဆုံးမှာအရေးကြီးတဲ့ကျွန်တော်တို့เนาะ break ဒီ break ကိုဒါကျွန်တော်အခုသေးသေးချာချာလေးပြောမယ်နှိမ့်လိုက်လိုက်ဆော့တဲ့ကိုကိုမားတွေကကျွန်တော်စီမှာအဖွဲဝင် ပြီးတော့ဆော့တဲ့ကိုကိုမားတွေကအားလုံးပဲမဖြစ်မနေပေါ့နော်မဖြစ်မနေပေါ့ဘူးစောင့်ကြည့်ရမယ်ဒီ break ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါဒီတစ်ပတ်မှာစပြီးတုံးတာဖြစ်တယ်ဒီ break ကိုဒါရှေ့လာမယ့်အပတ်ဒီမှာလေးကျွန်တော်တို့ရမယ်အဲ့တော့တကယ်လို့မှန်ခဲ့ကျွန်တော်တို့ဆက်ပြီးအသုံးပြုမှာဖြစ်တဲ့အတွက်ဒီ break ဒီ၃ရက်အတွင်းမှာထွက်ရမယ် break ဖြစ်ပါတယ် တနင်္လာအင်္ဂါဘောတခု3ရက်အတွင်းမှာထွက်ရမယ် break ဖြစ်ပါတယ်အဲ3ရက်အတွင်းမှာထွက်ရမယ် break ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အခု live show ပြဖိုင်လေးကိုကြည့်လို့ကျွန်တော်ရဲ့အဖွဲ့ဝင်ကိုကိုမားတွေဆိုရင်လေဒီ break လေးကိုဆော့ပါနေ့လိုက်ဆော့တဲ့ကိုကိုမားတွေရဲ့ဒီ break ကို3ရက်အတွင်းမှာမွေးပြီးတော့ကစားကြည့်ပါဇာတို့အနေနဲ့မကစားချင်သေးဘူးကစားတာတော့မကစားသင့်သေးဘူးဒါပြင်ねကျွန်တော်တို့စောင့်ကြည့်တဲ့အနေအထားဖြစ်တဲ့အတွက်မွေးအနေနဲ့ပဲကစား မွေးရဲဆိုရင်ကိုကတထောင်မူးလောက်ကစမွေးရဲဆိုတထောင်မူးနဲ့ပဲမွေးဟုတ်တယ်နော်တထောင်မူးနဲ့ပဲမွေးအဲ့တော့တထောင်မူးနဲ့ပဲစမွေးနှထောင်မူးကစမွေးမယ်ဆိုနှထောင်မူးနဲ့ပဲမွေးဇာတို့မကစားနဲ့ဟုတ်သေးကြပြီဆိုမှကျွန်တော်တို့စော့မယ်နော်သေချာပြီကျွန်တော်တို့ကြိုင်တာမှန်ပြီဒီတစ်ပတ်မှန်ရင်နောက်တစ်ပတ်တစ်ပတ်ထပ်ဆောင်ကြည့်မယ်နှစ်ပတ်မှန်ပြီဆိုသုံးပတ်မြောက်ဆိုတော့ကျွန်တော်ဒါမဖြစ်မနေကစားတော့မယ်ကစားခွက်ပေါ့နော်ဒါကတော့အဲ့တော့ ကဲ break လေးကိုပြောမယ်အ break ကို၃ရက်တွင်းမှာမဖြစ်မနေကစားသေးတဲ့ break ဒီကျွန်တော်တို့အားလုံးပဲနှစ် break ဖြစ်ပါတယ်နှစ် break ဖြစ်ပါတယ် break အနေနဲ့ကစားမယ်ဆိုရင် နှစ် break ဖြစ်ပါတယ်အားလုံးပဲเนาะနှစ် break ဖြစ်ပါတယ်အားလုံးပဲသေချာလေးမန်လေးထဲမှာဒီ break ဒီ၃ရက်အတွင်းမှာမဖြစ်မနေကစားသေးတဲ့ break နှစ် break ဖြစ်ပါတယ်နှစ် break ဆိုလို့ရှိရင်ကျွန်တော် break တစ်လုံးနဲ့ဆိုရင်ကဏ္ဍက၅ခွက်ပဲရပါမယ် နှစ်ပြိဖြစ်တဲ့အတွက်ကဏ္ဍ၅ဝက်ရမယ်အဲ့တော့အားလုံးပဲဒီကဏ္ဍ၅ဝက်ကို ကစားလို့ရတယ်နော်အဲ့တော့အဖွဲဝင်လေးလေကျွန်တော်သေချာလေးမှာမယ်ဒီ break လေးကိုတော့ထည့်ပြီးတော့ကစားပေးပါနော်ကျွန်တော်လည်းတယောက်ချင်းစီပို့ဖို့ကြတော့အဆင်မပြေဘူးအခုဆိုလို့ရှိရင်ကျွန်တော်ရဲ့အဖွဲဝင်တွေကိုကျွန်တော်ຕົງແຍດ້ວຍຖ້ວແມ່ຊາໂລປັດທີ່ມວຍກະນະປູຖ້າໄດ້ພີ້ຈະລັດສອງຕະກວດປູຖ້າໄດ້ເອີ້ອໍຈົນອະດີໄລຊູລີ້ໂກຈີ້ຫນີແດກູກູມາດີອ່າລົງເບ အဖွဲဝင်ပြီးတော့စောကျင်တဲ့အဖွဲမွေရာသေးဘူးဆိုတော့လူသေးကုတ်ကုတ်မားတွေကလူဟောင်းကုတ်ကုတ်မားတွေကအဖွဲဝင်ထားလို့ရပါပြီဒီတစ်ပတ်မှာကျွန်တော်ချဲကိုလည်းရှေ့လိုက်ရှိုးပြီးဘိုင်းလေးမှာကျွန်တော်ချဲ၃ခွက်တင်ပေးထားတယ်မင်းရောတစ်ခွက်ကောနော်မင်းရောချဲမင်းတစ်ခွက်ကောင်းကိုကျွန်တော်လက်ဆောင်အနေနဲ့ထုတ်ပေးထားတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့အဖွဲဝင်တွေအတွက်ကိုကျွန်တော်ထုတ်ပေးထားတယ်နော်အခုဒီလိုက်ရှိုးလေးထဲမှာကြည့်နေတယ်ဆိုတော့ကုတ်ကုတ်မားတွေအဖွဲမွေရာသေးအဖွဲဝင်ပြီးစော့မယ်၃ရက်အတွင်းမှာမဖြစ်မနေလုံးဝ တေကြတဲ့ပတ်သီးကိုပတ်သီးနဲ့เนาะလုံးဝဇာတို့ပတ်သီးလေးနဲ့မွေထုတ်ချင်ပါတယ်ဆိုတော့ကိုကိုမားရီအတွက်ကျွန်တော်မဖြစ်မလေလုံးဝထွက်ပေးရမယ်၃ရက်အတွင်းမှာထွက်ပေးရမယ်ဇာတို့ပတ်သီးမွေကနန်လေးရဲ့ငွေနှက်ကွက်ကြီးကိုအဖွဲ့ဝင်ကြီးတောင်းခွဲနဲ့ခေါ်ပြီးနေပါတယ်အဲ့တော့အဖွဲ့မရသေးဘူးဆိုတော့ကိုကိုမားရီက399698033လုံးဒီဖုန်းနံပါတ်တစ်လုံးရဲ့399 422 ဒီဖုန်းနံပါတ်တစ်လုံးရဲ့ဒီဖုန်းနံပါတ်နှလုံးကိုကိုအစင်ပြရကြိုက်နေတဲ့ရဖုန်းလေးကိုဒါရိုက်ဆက်ပါ Viber ကနေဆက်သွယ်မယ်ဆိုလို့ရှိရင်တော့39965918033လို့ဒီဖုန်းနံပါတ်ဒီ Viber သုံးပါလေ Viber ကနေပြီးတော့ဆက်သွယ်လို့ရတယ်အားလုံးပဲအဖွဲ့ဝင်ကြီးကတော့ကျွန်တော်တပေါင်းပဲသတ်မှတ်ပေးထားပါတယ်အဲ့တော့အားလုံးပဲအစင်ပြပြလေးနဲ့အားလုံးပဲရှိလာမယ့်အပတ်မှာလည်းအားလုံးပဲ ျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုဇာတ်တို့တစ်ချိန်သို့မဟုတ်နှစ်ချိန်ရအောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ကဲအဲ့တော့အားလုံးပဲအခုကျွန်တော်ရဲ့ live show video file လေးကိုကြည့်နေတဲ့ကိုကိုမားကြီးနောက်ဆုံးကျွန်တော်တို့ဗာကြံမလဲ break လေးကိုတော့ကျွန်တော်ထက်ခါထက်ခါမှာပြီးပြီเนาะကိုကိုမားကြီးစောသင့်နေဆိုတဲ့ break ကိုကျွန်တော်သေချာလေးထက်ခါထက်ခါမှာပြီးသွားပါပြီအဲ့တော့အားလုံးပဲကျွန်တော်တို့เนาะမဖြစ်မနေစောရမယ် main organ လေးလာပါပြီဒါကတော့အကုန်လုံးဆုံးပါပါเนาะအဲ့တော့ကျွန်တော်တို့ 16ရက်6လ2020နဲ့ငါเนาะတနင်္လာနေ့17ရက်တမီနေ့အတွက်၄ပိုင်၄ဘက်စီးနဲ့ပတ်သက်ရင်မိန်ဩတစ်ခွက်ကောင်းသည်ကျော်45ဆိုတဲ့မိန်ဩတစ်ခွက်ကောင်းဖြစ်ပါတယ်၄ပိုင်၄ဘက်စီးနဲ့ပတ်သက်ရင်45ဆိုတဲ့မိန်ဩတစ်ခွက်ကောင်းဖြစ်ပါတယ်9ပိုင်9ဘက်စီးနဲ့ပတ်သက်လို့ရှိရင်60ဆိုတဲ့မိန်တစ်ခွက်ကောင်းဖြစ်ပါတယ်အားလုံးပဲเนาะအဖွဲဝင်ကိုကိုမားလေးကိုเนาะ ကျွန်တော်အများနဲ့ပြောသလိုပဲကိုလုံးဆရာရှိရာလေးကိုကိုပေါ့ကိုသုံးရက်အတွင်းမှာမဖြစ်မနေလီကစားသေချာလီကစားထွက်ပြီဆိုတာနဲ့အမျက်ကြံအောင်ကစားเนาะသေချာလီပါတယ်เนาะကဲ main ဩကွက်ဒီ၄ဘိုင်၄ဘက်ကြီးနဲ့ပတ်သက်ရင်45 9ဘိုင်9ဘက်ကြီးနဲ့ပတ်သက်ရင်60เนาะဖြစ်ပါတယ် main ဩကွက်ဒီကဲအဲ့တော့အားလုံးပဲကျွန်တော်ရဲ့အခုဒီ live show လေးကိုကြည့်နေကြတယ်ကိုကအဖွဲဝင်ပြီးစော့ကျင်လဲဆိုတော့ကိုကိုမာရီကိုကျွန်တော်ဟောအခု live show ပြီးဖိုင်လေးအောင်မှာဖုန်းနံပါတ်ကလေးကိုပြင်ထောက်ပေးထားခဲ့မယ်เนาะကဲ လိုက်ရှိုးလေးကိုအစားကနေအဆုံးပြီးဆုံးတိုင်အောင်ကြည့်တဲ့ငါကုတ်ငါမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒလေးတွေတလုံးတဝရပြည့်စုံကြပါစေလို့ကျွန်တော်ဥပကျော်ဒူရီ YouTube Channel လေးရနေပြီးတော့စုမုံကောင်းလေးတောင်းပီးနေပြီလိုက်ရှိုးလေးကိုသိမ့်မယ်ဒီတပတ်နေ့တိုင်းကအဖွဲဝင်ကကျွန်တော်အခုနေ့တိုင်း like လေးမှာတင်ပေးထားတဲ့နှစ်ပရိတ်ဆိုတဲ့၃ရက်တင်ထွက်မဲ့စာ เนาะ break ကလေးကိုအားလုံးပဲအတူတူလိုက်စားပါထပ်ခါထပ်ခါမှာပါတယ်ဘိုင်ဘိုင်ပါ